လတ်စတစ်ကလထိုင်တွေဆိုတာကျွန်တော်တို့ရဲ့နေစဉ်ဘဝမှာအမြဲလိုလိုတွေ့နေရတဲ့ပစ္စည်းတွေပါဇင်းနှုန်းသက်တာတွေပေါ်ပါတွေအပြင်မှာရောအိမ်ထဲမှာပါအသုံးဝင်နေဒါပေမဲ့ဒီလိုကလထိုင်တစ်လုံးဖြစ်လာဖို့ဘယ်လိုအစာပြိုးခဲ့တယ်ဆိုတာသိသိပါရဲ့လားအထူးသဖြင့်စုံပြပလတ်စတစ်အယောင်းတွေကနေပြန်လည်မွေးဖွားလာတယ်ဆိုရင်သင်အံ့ဩမိပါပါဒီကနေ့မှာတော့ပေါ်လီသင်ပလတ်စတစ်အယောင်းတွေကိုခိုင်ခန့်တဲ့ပလတ်စတစ်ကလထိုင်ဖြစ်ဘယ်လိုဆင့်ဆင့်ပြောင်းလဲဖန်တီးလဲဆိုတော့ အံ့ဩစရာကောင်းတဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်အကြောင်းကိုပြောပြပေးသွားမှာပါဒီလုပ်ငန်းစဉ်ရဲ့အစားကတော့အစွန်ပြစ်ထားတဲ့ပေါ်လီသင်ပလတ်စတစ်အိတ်အစိမ်းတွေကိုစုဆောင်းထားပါပြီစက်ရုံကိုရောက်လာတဲ့ဒီအိတ်ဟောင်းတွေကိုအရင်ဆုံးတန့်စင်ပြီးယူနီအိုကြီးတစ်လုံးထဲမှာလုံးဝအရေးပျော်သွားတဲ့အထိအပူပေးရပါတယ်အပူချိန်မြင်မာတဲ့ဖိုလ်ကြီးထဲမှာအရေးပျော်လိုက်တာနဲ့ဒီအိတ်တွေကဆေးပြစ်ပြီးထူထဲတဲ့ပလတ်စတစ်အရေးအဖြစ်ကိုပြောင်းလဲသွားပါတယ်ဒီ plastic အရေတွေကိုအေးခံပြီးတဲ့အခါမှာနောက်ထပ်ဆက်တလုံးစီကိုပို့ဆောင်ပြီးပုံမိုပြုတ်ပြင်မှုတွေလုပ်ပါရည် အဲဒီမှာတကားပြန်အပူပေးပြီး plastic အဆစ်တဲတဲလေးတွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒီအဆစ်လေးတွေကကလထိုင်းရဲ့အဓိကကုန်ကျန်းဖြစ်လာပြီးနောက်ထပ်ထုတ်လုပ်ရေးစက်ရုံတစ်ခုစီကိုတည်ယူပို့ဆောင်ပါတယ်။ဒုတိယအဆစ်မှာတော့ဒီ plastic အဆစ်လေးတွေကို injection molding လို့ခေါ်တဲ့ဖိအားမြင့်ပုံသွင်းတဲ့ဆက်ကြီးတွေကိုထည့်သွင်းပြီးတော့ပြန်အပူပေးရပါတယ်။အပူတန်ကြောင့်အရေးပြောသွားတဲ့ plastic ကို engineer တွေကအလွန်ထိကျစွာဒီဇိုင်းထုတ်ထားတဲ့ကလထိုင်းပုံစံခွက်ထဲကိုဖိအားအများကြီးနဲ့ထိုးသွင်းထည့်လိုက်တာပါ။ ဒီလိုထိုးသွင်းလိုက်တဲ့အခါမှာတော့ဆေးပြတဲ့ plastic အရည်ကပုံစံခွက်ထဲမှာရှိတဲ့အသေးစိတ်နေရာလွတ်တွေကိုပါပြေးသွားပြီးခိုင်ခန့်တဲ့ဂလာတိုင်းပုံစံအတိအကျကိုစတင်ဖမ်းယူပါရီအပူချိန်တက်မှတ်ချက်အတိုင်းအရေးခံလိုက်တာနဲ့တပြိုင်နက်ဂလာတိုင်းကအလုံးတစ်ပိုင်းနဲ့ပါတဲ့ပုံစံဖြစ်လာပါရီဒီပုံစံခွက်တွေကအများအပြားဓာတ်ထုနဲ့ပြုလုပ်ထားတာဖြစ်ပြီးဂလာတိုင်းရဲ့ဖွဲ့စည်းပုံအလုံးညီညာတူညီစေဖို့ထိကြတဲ့အထူးအပားအတိုင်းထုတ်လုပ်ထားပါရီဂလာတိုင်းပုံစံခွက်ကနေထွက်လာပြီးတာနဲ့နောက်ဆုံးအချောသက်လုပ်ငန်းစဉ်ကိုရောက်ရှိပါရီ ဒီနေရာမှာတော့လုံသားတွေကကလထိုင်ရဲ့ခြေထောက်တွေကိုတတ်ဆင်တာအပေါ်ရန်အချောတက်ကိုဆစ်ဆေးတာတွေလုပ်ရပါတယ်။အရေးကြီးဆုံးအဆင့်ကတော့အရေးအသွေးဆစ်ဆေးခြင်းပါပဲ။ကလထိုင်တိုင်းကိုချုပ်ရင်းချက်ရှိမရှိခန္ဓာရင်ရှိမရှိဂရုတစိုက်ဆစ်ဆေးပြီးမှအရေးသွေးပြည့်မီတဲ့ပြည့်စည်တွေကိုထုတ်ပို့ပြီးဖြန့်ဖြူးဖို့ပြင်ဆင်ပါတယ်။ဒီလိုမျိုးဆုံးပြည့် plastic အိတ်တွေကနေကလထိုင်အထစ်တွေထုတ်လုပ်နိုင်တာကပတ်ဝန်းကျင်အတွက်အလွန်အကျိုးရှိပါတယ်။ plastic အိတ်တံကိုပြန်လည်အသုံးပြုခြင်းဖြင့်လျှက်စစ်တပ်အား9984 kW လောက်ကိုခြွေတာရရောက်ပါသည် ဒါအပြင်ပလတ်စတစ်အသစ်ထုတ်လုပ်ဖို့လိုအပ်တဲ့ရေနံစိမ်းသုံးဆွဲမှုကိုလည်းလျှော့ချပေးနိုင်ပါသည်။ပလတ်စတစ်ကမြေသွေးမဖြစ်နိုင်တဲ့အတွက်မြေဖို့ရာနေရာတွေ၊သမုဒ္ဒရာတွေမှာအမိုက်ဖြစ်စုပုံနေရာတွေကိုဒီလိုပြန်လည်အသုံးဖြူခြင်းကအတိအကျလျှော့ချပေးနိုင်ပါသည်။ဒီလုပ်ငန်းစဉ်ကတဘာဝတည်ရန်စာတားတွေကိုထိန်းသိမ်းရာရောက်သလိုကမ္ဘာပတ်ဝန်းကျင်အတွက်စိုးချိုးပေးတဲ့ဖန်လုံအိမ်တန်းငွေတွေထွက်ရှိမှုကိုလည်းများစွာလျော့ပါစေပါသည်။ ီတော့နောက်တစ်ကြိမ်တင်ပလတ်စတစ်ကလထိုင်တစ်လုံးပေါ်ထိုင်တဲ့အခါဒါအမိုက်ပုံကနေကဲတင်ခံခဲ့ရတဲ့အိမ်ဟောင်းတွေရဲ့ဒုတိယမြောက်ဘဝဖြစ်တယ်ဆိုတာကိုသတိရပေးပါဆုံးပြပြည့်စည်တခုကိုအတုံးဝင်တဲ့ break ဘောကပြည့်စည်ဖြစ်ပြောင်းလဲလိုက်တဲ့ဒီထောက်လုပ်မှုလုပ်ငန်းစဉ်ကတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်ကျွန်တော်တို့ရဲ့ဘဝဝင်းကျင်ကိုထိမ့်သိမ်းဖို့အတွက်ပြန်လည်အသုံးပြုခြင်းရဲ့အရေးပါပုံကိုပြသနေတဲ့ဒါတကာကောင်းတစ်ခုပဲဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်